ပါလေဘယ်ကစားလေးလာရမလဲတိချင်တဲ့အသုံးပြုနိုင်ချင်တဲ့ဆိုတဲ့လူတွေအတွက်ဒီဗီဒီယိုကိုလာကြည့်ပေးပါ AI ကအရန်ကောင်းတဲ့အရန်ကောင်းတဲ့အကြောင်းကိုမနေနိုင်တော့လို့ကိုလာပြီးမှပြောပြရတာပေါ့နော် AI ကအခု online လုပ်ချင်တဲ့လူတွေအတွက်သူမဟုတ်ကိုမှစက်ယုံရှိတယ်ကိုမှလုပ်ငန်းရှိတယ်ကိုမှ sign ရှိတယ်အဲ့ဒီ sign ကိုသူများကိုကိုကဘယ်လိုတင်ဆက်ရမလဲဘယ်လိုပြောရမလဲ sign ကိုဘယ်လိုကြော်ညာရမလဲကအစား ဘယ်လိုလုပ်လို့ရတယ်လဲဥပမာကို့မှာစားတော့ဆိုင်ရှိတယ်ကို့ရဲ့စားတော့ဆိုင်ကိုကိုကကြော်ညာချင်တယ်ဆိုလို့ရှိရင်ဘယ်လိုကြော်ညာရမလဲဆိုတာ AI ကိုမေးပြပေးမယ်နော်ဒီလိုမျိုးလေးပေါ့နော်ကိုကအင်္ဂလိပ်စာတွေသုံးစရာမလိုဘူးကိုမြန်မာစာနဲ့ပဲရိုးရိုးနဲ့ပဲကိုကိုရဲ့တငယ်ချင်းကိုရဲ့အတိကိုရဲ့ဝန်ထမ်းတွေကိုစကားပြောတယ်လို့မျိုးပဲကိုကပြောရတာအဲ့ဒါကိုကိုကိုအဖြေတိတိကျကျတော့ဖြေလာပေးနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးလှုပ်တတ်ချင်တယ်ဆိုလို့ရှိရင်လုံးဝ အခြေခံတင်နန်းဖြစ်တယ်လူတိုင်းအတွက်တက်တင်တဲ့တင်နန်းဖြစ်တယ်ကိုကဘလို့အစားပြုတ်မယ်မှမသိဘူးပဲအနေစားလေးလာမယ်မှမသိဘူးဆိုလို့ရှိရင်ဒီတင်တန်းကတင်အတွက်ဖြစ်တဲ့ AI အခြေခံတင်တန်းလို့ခေါ်တဲ့ AI for beginner ပေါ့နော်လုံးဝအခြေခံသမားတွေအတွက်ပဲဖွင့်ပေးတာပေါ့နော်ဒီ AI တင်တန်းစိတ်ဝင်စားလို့တက်ချင်တယ်ဆိုလို့ရှိရင်တင်တန်းကြီးက399ဘတ်ပဲနော်အရန်စိတ်သက်သာတယ်ဒီလောက်စိတ်သက်သာတယ်တခါမှမဖွင့်ဘူးဒါပေမဲ့ပထမဆုံးကရောက်ပဲရမှာနော်ဒီတင်တန်းကိုတခါတည်းလာတက်ပါနော်